နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာ ကြိုဆိုပါတယ်။ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။မေလ31ရက်စနေနေ့ ေရှောယနာဂတိကျမ်းခန်းကြီး55အငယ်6မှ37တွင်နိုင်သည်ကာလတွင်သာရဖျားကိုရှာကြလောနေတော်မူသည်ကာလတွင်ဆုတောင်းပတနာပြုကြလောသို့တော်သူသည်မိမိလမ်းကို၎င်းမတရားသောသူသည်မိမိအကြံတို့ကို၎င်းစွန့်ပြစ်၍သာရဖျားထံတော်သို့ပြောင်းလဲပါစေတို့ပြုလင်တနာတော်မူလိမ့်မည် ငါတို့ဘုရားသခင်ထံတော်သို့ပြောင်းလဲပါစေတို့ပြုလင်းအထူးသဖြင့်အပြစ်ကိုလွတ်တော်မူလိမ့်မည်ထာဝရဘုရားမိန်တော်မူသည်ကားငါ၏အကြံစီသည်သင်တို့၏အကြံစီနှင့်မတူငါ၏အကျင့်သည်လည်းသင်တို့၏အကျင့်နှင့်မတူမိုးကောင်းကင်သည် မြေကြီးထက်သာ၍မြင့်တကယ်သို့ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်၎င်းငါ၏အကြံစီသည် သင်တို့၏အကြံစီထက်၎င်း တာ၍ညင်၏မိုးရင်နှင့်မိုးဝင်တို့သည်မိုးကောင်းကင်မှဆင်းသက်၍နောက်တဖန်မပြန်မြေသည်မျိုးစေ့ကျဲတော်သူအားမျိုးစေ့ကို၎င်းအစာစားသောသူအားအစာကို၎င်းပေးမိအကြောင်းမြေကိုဆိုးစေသည်ဖြင့်အပင်ပေါက်စေ၍အသီးကိုတီးစေတကယ်သို့ထို့အတူငါဤနှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်အကျိုးမရှိဘဲငါထံသို့မပြန်ရငါအလိုကိုပြည့်စုံစေမည် ငါစီခိုင်းသောအမှု၌အောင်းလိမ့်မည်ငါအီချင်းဒီလေသင်တို့အီချင်းထက်တာရွေးမြည်ဖေရှားအနာဂတ်တိကျန်ခန်းချီ55ခန်းငယ်ကိုဖျားရှင်အသိဆုံးပါစေကျော်တတ်တူမလေးဤကျမ်းမာရေးအတွက်ကျမစိတ်ပူခဲ့ပြီသူ့ယောဂအတွက်တဘာဝကုထုံးရှိကြောင်းကြားသိရသောအခါ စိတ်သက်သာရာရခဲ့သည်သို့တော့ကျမညီမက သူ့သမီး၏ဆေးရဆွေးငူကြည့်ပြီးဘေးရွက်ဆိုးကျိုးများဖြစ်လာနိုင်သည်ဟုခံစားခဲ့ရသည် ထိုကိစ္စနှင့်ပတ်သက်ပြီးညီမနှင့်ညင်းခုန်လို့တော်လေမညင်းခုန်ဖြစ်ခဲ့ပါ ကျမညီမစိတ်ပူပါစေသူ့မိခင်ကို ကျမလေးစားအလျှော့ပေးရပါမည်နောက်ပိုင်းတွင်ဆရာဝန်တို့ကဒီသဘာဝကုထုံးကသူမအတွက်ပြင်းထန်တဲ့ဓမ္မတဲ့တုံ့ပြန်မှုကိုဖြစ်စေနိုင်တယ်ဟုကျမတို့ကပြောခဲ့သည် ျမတူမလေးကောင်းကျိုးအတွက်ကျမမသိနိုင်သည့်အရာကို သူမိခင်က သူ့သမီးအတွက်အကောင်းဆုံးအရာကို အမှန်တကယ်အသိဆုံးဖြစ်သည်။ကျမချစ်ရသည့်အခြားသူများအတွက်စိုးရိမ်ပြီးကျမထင်၌သူတို့ရရှိသင့်သည့်အကူအညီရရန်ဖခင်သခင်မဆပါမည်အကြောင်းကျမဆုတောင်းခဲ့ခြင်းတွင် အထက်ပါအဖြစ်ကို ကျမပြန်တတိရသည်။ထိုအခါကျမထက်သူတို့ကိုချစ်ပြီးကျမသိသည့်ထက်သူတို့ကိုပိုသိကျွမ်းသူဖခင်သခင်သည် အကောင်းဆုံးကိုအတိဆုံးဖြစ်ကြောင်းကျမတတိယမိသည်ဟေရှာယအနာဂတိကျမ်းအခန်းကြီး55အခန်းငယ်9တွင် မိုးကောင်းကင်သည်မြေကြီးထက်တာ၍မြင့်တကယ်သို့ငါ၏အချင်းသည်သင်တို့၏အချင်းထက်ငါ၏အချင်းအစီသည်သင်တို့၏အချင်းအစီထက်တာ၍မြင့်၏ဟုဖျားရှင်မိန်တော်မူသည်ဤနေရာတွင်ဟေပြဲစကလုံးဒဲရက်သည်လူโซများ၏အခြေစိုက်နှင့်ဆက်ကျင်ဘက်ဖြစ်သော ဖျားသခင်အကျင့်ကြံနှင့်အပြုအမူများကိုရည်ညွှန်းသည်ဖျားသခင်ဉာဏ်ပညာနှင့်ဖြောင့်မတ်သောနိလန်းများသည်ကျမတို့၏အသည့်နိလန်းများနှင့်အလွန်ကွာခြားပါသည်မိမိချစ်ရသူတို့၏ဘဝ၌ဖြစ်ပျက်သောအရာသည်မိမိလိုလားသည့်အရာမဟုတ်တော့လေသူတို့ဘဝအတွက်ဖျားသခင်အကောင်းဆုံးလုပ်ပေးနိုင်ကြောင်းကျမတို့ယုံကြည်စိတ်ချနိုင်ပါသည်ဖျားသခင်တန်ကြားလျှောက်ခြင်းအပြင်မိမိချစ်ရသူများကို ိုရောထံမပြတ်အနှံချပါစို့။ဖျားရှင်တပါးသေးတာချစ်ချင်းမြတ်တာဂယုနာဉာဏ်ပညာအချုံချာအာနာတို့နဲ့ပြည့်စုံကြပါ၏။သူတို့ညီသည့်ပူပန်ဆိုးရိမ်မှုများရှိနေသည် အခြေအနေများပေါ်တည်နှားလည်မှုကိုဖျားသိခင်ဉာဏ်ပညာတော်သို့မြည်တို့အနှံ့နိုင်သည်ချစ်ရပါသောဖျားသိခင်ကျွန်ုပ်ချစ်ခင်သူများကိုကိုယ်တော်လက်ဝဲအနှံ့ပါ၏သူတို့အတွက်အကောင်းဆုံးအရာကိုကိုယ်တော်တပါးသာတည်ပါ၏သခင်ယေရှုနာမကိုအမည်ပြုရေဆုတောင်းပါ၏အာမင် င်းစဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။